ရခိုင်ပြည်ရဲ့တီတောင်မြို့နေကထွန်းရွေရွာဟောင်းဘုံကျဲခံရမှုဖြစ်စဉ်အတွင်ကနဦးအနေနဲ့တေဆုံးသူရုပ်အလောင်း73လောက်အထိရရှိထားပြီးအယောက်20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အာရခတက်တော်အေပြောခွင့်ရသူဥခိုင်သူခါကနရင်းစရာကိုအတည်ပြုပြောပါရယ်။ဟိုရတီတောင်မြို့နေထွန်းရွေရွာဟောင်းကိုဟိုအချမ်းဖဲစစ်ကောင်စီကဒီ Jet Fighter နဲ့အာဒီဘုံလာကျဲခဲ့တာရှိတယ်။အာဘုံကတော့ဒီပေါင်900ဘုံနှလုံးကျဲချခဲ့တာ။ဆိုတော့ကနဦးတည်င်းအရာကတော့ ဒီဒေဆုံးသူ73 73ဦးအလောင်းရရှိထားပြီးနောက်ဒဏ်ရာရတာတော့20ကျော်အရှိတယ်လို့ပြောတယ်ဗျဟိုအိမ်ကတော့ပျက်စီးသွားတာအလုံးပေါင်း10နှလုံးပျက်စီးသွားတာထွန်းရွေရွာဟောင်းကြီးရော်ကိုဒီကနေ့မေလ13ရက်နေ့မနေ့စေနိုင်လောက်မှာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံးလာရောက်ကျေရှားခဲ့တာဖြစ်ပြီးလက်ရှိမှာပြည်စည်းတွေအကြားထိခိုက်တိုက်ဆုံးသူတွေထက်ရှိနေနိုင်သေးတဲ့အတွက်ထိခိုက်တိုက်ဆုံးမှုအရေးအတွက်ပိုများလာနိုင်တယ်လို့လည်းသူကပြောပါရီစစ်ကောင်စီဟာမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြည့်ခတ်ရစည်းကာလထပ်တိုးကြောင်းကြေညာထားပေမဲ့သူတို့ရဲ့ကြေညာချက်ကိုမြေပြင်မှာသူတို့ကိုယ်တိုင်လုံးဝလိုက်နာတာမရှိဘူးလို့ဥက္ကဋ္ဌဒုခကဆက်ပြောပါရီ စစ်ကောင်စီကတော့သူတို့ဒီအပြစ်ခရစေးကြင်ညာထားပေမဲ့ကျွန်တော်တို့ဒီရခိုင်ဘက်မှာတော့နေစဉ်နေတိုင်းဘုံကျဲတိုက်ခိုက်မှုတွေတောက်ချလုံးနေတာရှိတယ်လက်နေကြီးတွေနဲ့ပြစ်နေတာရှိတယ်ဒရုန်းတွေနဲ့လာပြစ်တာရှိတယ်အာဒါကြောင့်မလို့သူတို့ကြင်ညာထားတဲ့အပြစ်ခရစေးကတော့မြေပြင်မှာအာလုံးဝဒီလိုင်းနာဆောင်ရွက်မှုမရှိဘူး။ဟိုဒီနေ့တိုက်ခိုက်မှုဆိုလို့ရှိရင်လည်းပဲနော်ရသေးတောင်မြို့နယ်ဆိုတာဘာတိုက်ခွေးမှရှိတဲ့နေရာမဟုတ်ဘူး။ဒါပေမဲ့အာသူတို့ကနေပြီးတော့ရေရွှေရှဲရှိရှိနဲ့ဒီ အပြင်းမဲ့ရခိုင်ပြည်သူတွေကိုလာရောက်ပြီးတော့ဒါဘုံကျဲတိုက်ခိုက်တာဖြစ်တယ်။ဒီဟာကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါဟာဒီအချမ်းဖဲစစ်ကောင်စီအနေနဲ့ကြီးမားတဲ့ဒါစစ်ရဆွဲမှုကိုကျူးလွန်နေတာဖြစ်တယ်။ဟိုဒီအတွက်လည်းပဲအာသူတို့ဒီအချမ်းဖဲစစ်ကောင်စီအနေနဲ့ဒါတာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်တယ်ဗျ။အခုဘုံကျဲခံရတဲ့ကြေးရော်ဟာရတိတော်မျိုးရဲ့အရှိတ်ဖက်၃မိုင်ခွဲအကော်မှာတရှိပြီးအင်ချေ၂၀၀ကျော်ရှိပါတယ်။ ဒါအပြင်စစ်ပီးရှောင်အများပြဝင်ရောက်နေထိုင်တဲ့ကြေးရော်ဖြစ်တယ်လို့တိတာခန့်တွေကပြောပါရီစစ်ရှုံးနေတဲ့စစ်ကောင်စီဟာရခိုင်ပြည်အဝင်မြန်မာနိုင်ငံအနှံ့ကရဲသားပြည်သူတွေနေထိုင်တဲ့ကြေးရော်တွေစာတင်ကျောင်းတွေစီးရုံတွေဘာသာရေးအဆောက်အဦတွေကိုပါလီကြောင်ကနေပုံကျေတိုက်ခိုက်တာတွေဒရုန်းနဲ့ပုံကျေတာလက်နက်ကြီးပစ်ခတ်တာတွေကြောင့်အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်အရဲသားတွေနေစဉ်ထိခိုက်တိုက်ဆုံနေပါတယ်